My people do not need promises. They need fields to feed their children and schools to shape their dreams. I am no hero, just a son of this soil working to give my nation the dignity it deserves. နော်ဝေနိုင်ငံအော့စလိုမြို့2025ခုနှစ်ဇူလိုင်လ28ရက်နေ့ဖြစ်ပါတယ်။စကန်ဒီနေဗီးယားရဲ့အချက်အချာကြားတဲ့တိတ်ဆိတ်ငြိမ်သက်နယ်တဲ့အခန်းတစ်ခန်းထဲမှာပါ။ကမ္ဘာအဆင့်မြင့်ဆုံးငင်းချမ်းရေးကော်မတီကနာမည်5ခုပါတဲ့ Scarring Skin တစ်ခုကိုထုတ်ပြန်လိုက်တဲ့အခါမှာကမ္ဘာကြီးတစ်ခုလုံးကိုရက်တက်30လောက်တဲ့နာမည်တစ်ခုပါလာခဲ့ပါတယ်။ အဲ့ဒါကတော့ဘာကီနာဖာဆိုနိုင်ငံရဲ့အင်ဇွန်သမတဖြစ်တဲ့အစ်ဗရာဟင်ထရာအိုရီပဲဖြစ်ပါတယ်။ထရာအိုရီအစင်လာရနိုင်ငံရေးသမတတူလည်းမဟုတ်သလိုထိတ်တန့်အဖွဲ့အစည်းတွေရဲ့အစင်းစင်းကိုဖြတ်ကျော်ပြီးတက်လာသူလည်းမဟုတ်ပါဘူး။ထရာရီဟာရွက်ကောက်ပွဲနဲ့အာနာရလာတာမဟုတ်ပဲသူယုံကြည်ရာကိုဆွဲဆွဲမြဲမြဲလောက်ဆောင်ခဲ့လို့သာအာနာရလာခဲ့တာပါအခုတော့တမားရဲ့မထင်မှတ်ထားတဲ့အလဲပြောက်တစ်ခုအနေနဲ့သူဟာ2025ခုနှစ်နိုဗယ်ညင်းချမ်းရေးဆုရဲ့ရှစ်ပြည့်လောက်လျာအနေနဲ့ရက်တည်နေပါတယ် ဒီအเจ้าရာကဘာကြောင့်ဒီလောက်ထိခိုင်မာပြီးကြဲကြဲလောက်လောက်ဖြစ်တော့ခဲလဲဆိုတော့အငင်းပွားစရာတွေကြောင့်မဟုတ်ပဲရှင်းလင်းပြတ်သားမှုတွေကြောင့်ပဲဖြစ်ပါတယ်တပ်ပုံရိုက်ပြုံတသက်နဲ့ကြဆက်ဆန်တဲ့တတမန်ဆက်ဆန်ရဲ့တွေခစ်စားနေတဲ့အချိန်မှာချာဝရီကချက်ကြတဲ့အယူဆတစ်ခုကိုရွေးချယ်ကျင်းသုံးခဲ့ပါတယ်။အဲ့ဒါကတော့အလုံးလုံးချင်းစွလွတ်အနေနာခံမှုနဲ့အမှန်တရားတော့ပဲဖြစ်ပါတယ်။ သူ့ရဲ့တိုက်ပွဲမြင်မှာငမော့မှုတွေဖြစ်နေပြီးသူ့ရဲ့တော်လန်ရဲကတော့ဆင်းရဲမွဲတဲမှုကိုရှော့ချဖို့ကြောက်သားတွေကိုပညာသင်ပေးဖို့အမျိုးသမီးတွေကိုမြင့်တင်ပေးဖို့နဲ့လယ်သမားတွေကိုကူညီဖို့ပဲဖြစ်ပါတယ်။ဒါဟာသမိုင်းဝင်အခိုက်အတန့်တစ်ခုဆိုရင်မမြင်မထင်ပါဘူး။ပထမဆုံးတော့ထရာအိုရီဟာစစ်အနာသိမ်းပြီးအာနာရလာတဲ့အသက်၄၀အောက်အာဖရိကခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။အခုတော့ Traore ဟာကမ္ဘာအဆင့်မြင့်ဆုံးစုတွေထဲကတစုအတွက်အလေးအနက်ထားမဲ့ပုံကိုတူအနေနဲ့တရားဝင်အသိမဲ့ပြုခြင်းခံရတာဖြစ်ပါတယ် Nobel Committee က Chowri ကိုခေတ်သစ်ကဘာမှာတွေ့ရခဲ့တဲ့ပုဂ္ဂိုလ်တဦးအဖြစ်ရှိကျူခဲ့ပါတယ်။သူဟာမုန်တိမှုတွေဖြန့်ဖြူးသူကိုကျိုးအတွက်အာနာကိုရှာဖွေသူမဟုတ်ဘဲသူ့လူမျိုးရဲ့အသိစိတ်တဲ့ကိုကာကွယ်ဖို့အတွက်လက်နက်ကင်ခဲတဲ့ခေါင်းဆောင်တူဖြစ်တယ်လို့ဆိုပါတယ်။ဘာကီနာဖာဆိုမှာသူမွေးမြူပေးတဲ့ညင်းချမ်းရဲ့ဟာနိုင်ငံရေးဆွေးနွေးမှုတွေနိုင်ငံတကာသဘောတူညီချက်တွေကနေလာတာမဟုတ်ပါဘူး။လူကုန်သိက္ခာနဲ့ကိုအားကိုကိုပြီးနေထိုင်ဖို့ကြိုးပမ်းနေတဲ့အမျိုးသားလုံးရဲ့ net shy တဲ့ super center ကနေမွေးဖွားလာတာဖြစ်ပါတယ်။ စစ်တပ်ဘွားကလည်းနိုင်ငံကောက်ဆောင်ဘွားကိုရောက်လာတဲ့ထရာအိုရီရဲ့ခီးဟာငင်းချမ်းရဲရဲ့အဓိပ္ပာယ်တစ်တခုကိုဖော်ညွှန်းနေပါတယ်။အဲ့ဒီငင်းချမ်းရဲကအာနာစင်ကြံတွေမှာဖန်တီးခဲ့တာမဟုတ်ပဲလေကွင်းတွေနဲ့ကြေးရွာတွေမှာထုစစ်ထားတဲ့ငင်းချမ်းရဲဖြစ်ပါတယ်။ဒီစကားဒီစီးရင်တင်သွင်းမှုကလူအများအပြားကိုအံ့အားသင်းစေခဲ့ပါတယ်။ဒါနဲ့စစ်တရားစုမှကောက်ဆောင်မှုငင်းချမ်းရဲနဲ့အုတ်ချုံမှုဆိုတာတွေနဲ့ပတ်သက်ပြီးရေရှည်ဆွဲကြိုက်ထားတဲ့အယူအဆတွေကိုစင်ခေါ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့်ဘာကီနာဖာဆိုနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဝါဂါဒူးရဲ့စီကားတဲ့လမ်းတွေကနေဝါရှင်တန်ပဲရစ်နဲ့မော်စကိုတို့ကအာဏာစင်ကြယ်တွေအထိထာအိုရီနဲ့ပတ်သက်ပြီးပြောဆိုတန်တွေပြန့်နှံ့သွားခဲ့ပါတယ်2022ခုနှစ်စတမာလ26ရက်နေ့မှာအာနာသိမ့်မိကတဲ့ကအိဗရာဟင်ထာအိုရီဟာပြုပြင်ပြောင်းလဲရဲတွေကိုဥဆောင်လောက်ကైခဲ့ရမှာဘာကီနာဖာဆိုနိုင်ငံကိုလောက်ခါတော့စီယုံမကပဲအာဖရိကတလောနဲ့ကမ္ဘာတဝန်းအထိပါပစ်တင်ရိုက်ခတ်သွားခဲ့ပါတယ်သူရဲ့မဟာဗျူဟာကရဲရင်ပြတ်သားပဲမဲ့တာမန်အသိဉာဏ်နဲ့နက်နက်ရှိုင်ရှိုင်ဆက်ဆက်နေပါတယ် ဲ့ဒါကတော့ကိုကကိုကိုချင်းကလည်းငင်းချမ်းရဲကိုဖော်ဆောင်တာဖြစ်တယ်လို့ဆိုပါတယ်သူရဲ့အထင်ရှားဆုံးအောင်မြင်မှုတွေထဲကတစ်ခုကတော့လက်နက်ကင်ကျမ်းဖက်သမား12000ကျော်ကိုပြန်လည်သင့်မြန်အောင်လှုပ်ဆောင်ပေးနိုင်ခဲ့တာပါထရော်ရီကလက်နက်ကိုမသုံးဘဲလူမှုအသားအဝိုင်းအချင်းချင်းပြန်လည်သင့်မြန်ရေးအသက်မွေးဝမ်းကြောင်းတင်တဲ့တွေပေးပြီးပြန်လည်နေရာချထားရေးစတဲ့အစီအစဉ်တွေကိုလှုပ်ဆောင်ခဲ့ပါတယ် အကြမ်းဖက်မှုတပ်တရားအထဲမှာပဲလင်းနေမဲ့အစားထာဝရီကဒဏ်ရာတွေကိုကုစားပြီးအရင်တော့ကတိုက်ခိုက်ရေးသမားတွေကိုအကျိုးရှိတဲ့နိုင်ငံသားတွေအဖြစ်ပြန်လည်ပေါင်းစည်းပေးဖို့ကြိုးပမ်းခဲ့ပါတယ်။စစ်ဘောရေးဆိုင်ရာအခွင့်အာဏာကိုပြန်လည်ရယူဖို့ရဲရင်တဲ့လှုပ်ရှားမှုတစ်ခုအနေနဲ့နိုင်ငံခြားကော်ပိုရေးရှင်းတွေကသိမ်းယူထားတဲ့လေယာဉ်မြေ3.8တန်းဟက်တာကိုဒေသခံတောင်သူလေသမားတွေလက်ထဲပြန်ပေးခဲ့ပါတယ်။ဒီလောက်ရက်ကနေရှင်းလင်းတဲ့တည်င်းစကားတစ်ခုကိုပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီတည်င်းစကားကလေယာမြေဆိုတာအဝဲကနေလာတဲ့ရင်းနှီးမြုံနယ်သူတွေပိုက်တာမဟုတ်ပဲမြေယာကိုထွန်ရက်စိုက်ပျိုးသူတွေသာပိုက်ဆိုင်ရမယ်လို့ပြောဆိုခဲ့တာပါ ဖြစ်နေတာကတော့အကြီးမားဆုံးရီမန်ချန်နဲ့လှုပ်ဆောင်ခဲ့တာကတော့ Chaori က Sahel Life Alliance လို့ခေါ်တဲ့ဒေသတွင်းမဟာမိတ်အဖွဲ့ကိုစတင်တည်ထောင်ခဲ့တာပါအဲ့ဒီအဖွဲ့ဟာ Burkina Faso, Niger နဲ့ Mali နိုင်ငံတို့ပူးပေါင်းထားပြီးတဘာဝပတ်ဝန်းကျင်ကိုပြန်လည်တည်ဆောက်ဖို့ရည်ရွယ်ပါတယ် သူတို့အားလုံးပူပေါင်းပြီး၆တွဲတဲ့ Sahel Zone တစ်ချောင်းတစ်ပင်သန်း၈၀၀စိုက်ပျောက်ခဲ့ရာရာသီဥတုပြောင်းလဲမှုနဲ့တဲကန်တရားဖြစ်လာမှုတို့ကိုစက်ကျင်တဲ့မျောလင့်ချက်အလင်းရောက်ဖြစ်လာခဲ့ပါတယ်။ဗန်ဒိုင်းစစ်ကဲတင်းကျဲမှုက Traore အုပ်ချုပ်ရေးရဲ့အဓိကမလဲတစ်ခုလည်းဖြစ်ခဲ့ပါတယ်။အစိုးရရဲ့အသုံးစရိတ်ကို60ရာခိုင်နှုန်းအထိဖြတ်တောက်ပြီးချော့ချလိုက်ပါတယ်။အချောရဲ့ဆာယာအလေအလွင့်တွေကိုရှော့ချပြီးရေပုံငွေတွေကိုနိုင်ငံရဲ့ကြောရုပ်ဖြစ်တဲ့ပညာရဲနဲ့ကျမ်းမာရေးဖက်ကိုပြန်လေလမ်းကြောင်းပျောက်ပယ်ခဲ့ပါတယ်။ စစ်ချလာအတွင်းမှာဘာကင်နာဖာဆိုဟာကျောင်းအသစ်1400နဲ့ကျန်းမာရေးစောင့်ရှောက်မှုဌာန900ကိုဆောက်လုပ်နိုင်ခဲ့ပါတယ်ဒီဒေသအတွင်းမှာဒီလောက်အတိုက်အတာအထိအလျင်းအမြန်လှုပ်ဆောင်နိုင်ခဲ့တာတွေမရှိခဲ့ဘူးလို့ပညာရှင်တွေကထောက်ပြကြပါတယ်။အဟာရနဲ့ပညာသင်ကြားမှုရဲ့ဆက်ဆက်မှုကိုသဘောပေါက်တဲ့အတွက် Traore ကချစ်လက်မွာတဲ့ကျောင်းသား65ရာခိုင်နှုန်းကိုဒေသအတွင်းထွက်အစားအစာတွေနဲ့လှုပ်ထားတဲ့နိလေစာအခမဲ့ကျွေးတာကိုအာမောက်ခံပေးခဲ့ပါတယ်။ဒါကစိုက်ပျိုးရေးနဲ့ပညာရေးတို့ရဲ့ကောင်းမွန်တဲ့တန်တရားကိုပိုပြီးခိုင်မာစေခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့2025ခုနှစ်မေလ၄ရက်နေ့မှာတော်လန်တဲ့ခြေလန်းတစ်ခုအနေနဲ့ Traore ကအရင်တော့ကစစ်သွေးကြွထောက်တရာကိုလွန်ကြီးချမ်းသာခွင့်ပေးခဲ့ပြီးသူတို့ကငင်းချမ်းရဲ့အတွက်တောက်သူလေသမားများဆိုတဲ့ Farmers Office အစီအစဉ်ထဲကိုပေါင်စီပေးခဲ့ပါတယ်ဒီစီစဉ်ကိုကုလသမဂ္ဂကတော့ကဘာလုံးဆိုင်ရာအတူယူစရာပုံစံတစ်ခုအဖြစ်ချီကျူခဲ့ပါတယ်။ဒီအောင်မြင်မှုတွေကစကားလုံးတက်တက်လေလုံးကြည့်တဲ့ခေါင်းဆောင်မှုမျိုးနဲ့တခြားစီဖြစ်နေတာကိုတွေ့ရပါတယ်။ အလုံးလောက်ရတဲ့ဂုံတိုက်ခါနဲ့စီလုံးညဉ့်ညံ့မှုပေါ်မှာတီဆောက်ထားပြီးလက်တွေ့ကြတဲ့ငင်းချမ်းရဲကိုပုံဖော်ပေးနေပါတယ်။ပိုပြီးထူးခြားတဲ့အရာတခုရှိပါသေးတယ်။2025ခုနှစ်ဇူလိုင်လ1ရက်နေ့သူတော်စင်ဘုန်းတော်ကြီးတွေအားလုံးရဲ့ပွဲတော်နေ့မှာဗာတီကန်ရဲ့အချက်အချာနေရာကနေမမျော်လင့်တဲ့အသံတခုပစ်တင်ထက်လာခဲ့ပါတယ်။လူမှုရေးတရားမျှတမှုအပေါ်ခိုင်မာတဲ့သံတိုက်ထံကြောင့်နာမည်ကြီးတဲ့ပိုဟမ်မင်းကြီးလီယိုဆလဲကအဗရာဟင်ထရာအိုရီကိုအထူးပြုပြောဆိုခဲ့ပါတယ် ။အော်ယဟန်မင်းကြီးကကျွန်တော်ညှင်းချမ်းရဲ့အတွက်ဆူတောင်းတဲ့အခါတိုင်းဘကီနာဖာဆိုကစစ်သားလူငယ်လေးတယောက်ရဲ့မျက်နှာကိုစိတ်ထဲမှာမြင်ရောက်လာပါတဲ့။သူဟာဥပဒေတွေကျမ်းစာတွေနဲ့ဟောပြောနေတာမဟုတ်ပဲလက်ထွေမြေပြင်ကသူ့ချွေးဆက်တွေကနေတဆင့်ကြတ်တနေတာပါသူဟာကဘာဘွားကဆင်းရဲတဲ့လူတွေကိုသူ့ရဲ့ဘုရားကြောက်တဲ့ဘွေတပွားထားပြီးလှုပ်ဆောင်နေတာပါလို့မိကြခဲ့ပါတယ်ဒီလိုမျိုးဘယ်တော့မှမကြုံဖူးတဲ့ထုတ်ပြန်ပြောဆိုမှုဟာသင်္ကေတတစ်ခုထက်ပေါ်ပါတယ် ဒါဟာနိုဗယ်ညင်းချဲစုအတွက်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အာဖရိကခေါင်းဆောင်တူကိုဗာတီကန်ကပထမဆုံးအကြိမ်တရားဝင် ထောက်ခံလိုက်တာကိုပြသလိုက်တာပဲဖြစ်ပါတယ်ဗတ်တီကန်ကထရာအိုရီကိုတရားဝင်အမြင်စင်းတင်သွင်းလိုက်တဲ့အတွက်ကမ္ဘာတဝန်းကတက်တမန်အသိုင်းအဝိုင်းတွေကြားမှာလောက်ခတ်မှုတွေဖြစ်သွားခဲ့ပါတယ်။သူ့ရဲ့ခေါင်းဆောင်မှုကိုနိုင်ငံရဲ့အရာတသက်မဟုတ်ပဲဖိနှိပ်မှုနဲ့စိတ်ပြက်အားငယ်မှုတွေကိုဆက်ကျင်တဲ့ကိုချင်းတရားနဲ့ဘာသာရေးဆိုင်ရာစစ်စင်ရေးတစ်ခုအဖြစ်ပုံဖော်လိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးတက်လာသူတဦးကိုပေါ်ရမင်းကြီးကိုယ်တိုင်ကအာပယ်ထောက်ခံလိုက်တာဟာအာဏာနဲ့ရွေးနှုတ်ကိတိန်ချင်းဆိုင်ရာရိုးရာယူဆတွေကိုစိန်ခေါ်လိုက်တာမျိုးဖြစ်ပါတယ်။ဒီပေါ်ရမင်းကြီးရဲ့ထောက်ခံမှုကချာအိုရီကိုဒေသတွင်နာမည်ကျော်ပုဂ္ဂိုလ်တဦးကနေကဘာလုံးဆိုင်ရာသင်္ကေတတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။ဗတ်တကယ်ရဲ့ထောက်ခံမှုကြောင့်ရခဲပြည်တွေပွင့်တော်သလိုထိရောက်ပေမဲ့နောက်ဆက်တွဲအနေနဲ့ကမ္ဘာလုံးဆိုင်ရာဒိုမီနိုအကျိုးသက်ရောက်မှုတွေဆက်ဖြစ်လာခဲ့ပါတယ်။ တွဲခေါ်ပါရရကွဲပြားနေတဲ့ကမ္ဘာကောက်ဆော်တွေဟာသူ့ရဲ့နိုင်ငံရေးကိုလွယ်လွယ်ကူကူခွဲခြားသတ်မှတ်လို့မရတဲ့ဒီလူတယောက်နဲ့ပတ်သက်ပြီးထင်မြင်ချက်တွေပေးလာကြပါတော့တယ်။ဘာကင်နာဘာဆိုရဲ့ကိုလိုနီအုပ်ချုပ်သူဟောင်းပြင်သစ်နိုင်ငံကတတိထားပြီးလဲစားမှုနဲ့တုံ့ပြန်ခဲ့ပါတယ်။သမ္မတအီမရယ်မက်ခရွန်ကကျွန်တော်တို့မစ္စတာထရာအိုရီရဲ့နီးလက်များစွာကိုသဘောမတူနိုင်ပေမဲ့ဂျာလက်တွေကိုတော့လစ်လျူရှူထားလို့မရပါဘူး။သူဟာအကူညီနဲ့မဟုတ်ပဲလောက်ဆောင်ချက်တွေနဲ့အာဖရိကရဲ့သမိုင်းမှာအခန့်ကဏ္ဍအသစ်တစ်ခုကိုရေးသားနေတာပါလို့မက်ချက်ပေးခဲ့ပါတယ်။ ဝါရှင်တန်မှာတော့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကဒေသတွင်တည်ငြိမ်မှုအတွက်ထရာအိုရီရဲ့ကျိုးပဲ့အားထုတ်မှုတွေကိုအသိမဲ့ပြုရင်းပိုပြီးစနစ်တကျတွဲချက်ထားတဲ့တုံ့ပြန်မှုမျိုးကိုပေးခဲ့ပါတယ်။သမ္မတလူလာဒီဆီလဗာဥဆောင်တဲ့ဘရစ်နိုင်ငံကတော့ပိုပြီးပေါ်ပေါ်ထင်ထင်ပြောဆိုခဲ့ပါတယ်။ကျွန်တော်သူ့ကိုဆန်ကာရာအသစ်လို့ခေါ်လိုက်တာဒါပေမဲ့သူကကျွန်တော်ကိုပြင်ပေးတယ်။သူကသူဟာယူနီဖောင်းဝတ်ထားတဲ့တောင်သူတစ်ယောက်ပါလို့ပြောပါတယ်။အဲ့ဒီချိန်မှာပဲသူဟာနိုဘယ်ဆုနဲ့ထိုက်တန်မှန်းကျွန်တော်သိလိုက်တာပါလို့ကြေညာခဲ့ပါတယ်။ ော်စကိုမှာတော့ရုရှားသမ္မတကထရာအိုရီရဲ့လက်တွေ့ကြကြလှုပ်ဆောင်တတ်တဲ့ထူးခြားသူလို့မိမောထိုးပြဖို့ရွေးချယ်ခဲ့ပါတယ်။သူဟာတွဲခေါ်တွေကို petition မဟုတ်ပါဘူး။သူကစာနယ်ရိုက်ခါစနစ်တွေကြောက်တွေရဲ့ယုံကြည်မှုရဲ့ petition ပဲဖြစ်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။ဒီလိုတုံ့ပြန်မှုတွေဟာပထဝီနိုင်ငံရဲ့အခြေအနေတွေပြောင်းလဲလာတာကိုရောပြန်ဟန့်နေပါတယ်။ထရာအိုရီဟာနိုင်ငံခြားအကျိုးစီးပွားတွေအတွက်တိုက်ပွဲမြေဖြစ်ခဲ့တဲ့နေရာကိုလေယာဉ်မြေစာသင်ခန်းတွေနဲ့မျောလင်းချက်ရှိတဲ့နေရာအဖြစ်ပြောင်းလဲပစ်လိုက်တာပဲဖြစ်ပါတယ် ဝါကာဒူးမျိုးပေါ်မှာညာချင်ကြနေပေမဲ့မျိုးတော်ကအိတ်ဆက်ဖို့ကိုတော့ငင်းဆန်နေပါတယ်။လေဆိုင်ကနေတောမက်ဆန်ခရာယင်ပြင်အထိလက်လုံမင်းရင်တွေအောက်မှာလူထောက်ပေါင်းများစွာစုဝဲနေပြီးအဗရာဟင်ထရာအိုရီဆိုတဲ့နာမည်တစ်ခုလေးကိုသာအော်ဟစ်နေကြပါတယ်။အင်ဂျင်ပင်နှပင်ကြားမှာစိုက်ပုတ်တစ်ခုကိုလက်နဲ့ရဲဆွဲပြီးချိတ်ဆွေထားရမှာကျွန်တော်တို့ဆက်ပြီးတောက်ပန်နေစရာမလိုတော့ပါဘူး။အခုဆိုကဘာကြီးကကျွန်တော်တို့စီလာနေပြီလို့ရဲထားပါတယ်။ ဘကီနာဘီလူမျိုးအများအပြားအတွက်ဒီသတင်းဟာမုတ်ခေါရေချရာသီကုံဆုံးချိန်မှာရုတ်တရက်ရွာချလိုက်တဲ့မိုးဆက်တွေလို့ဖြစ်နေပါတယ်။မိခင်တွေဟာဝန်နေလို့မဟုတ်ပဲစိတ်သက်သက်ရာရလို့ပွင့်ပွင့်လင်းလင်းငိုကြွေးနေကြပါတယ်။သူတို့ကလေးတွေဟာချာရီဆောက်လုပ်ပေးထားတဲ့ရက်ွက်เจ้าအစ်စ်တွေကိုတက်နေကြပြီဖြစ်ပြီးညဖက်မှာစစ်သွေးကြွားတွေရဲ့တင်းနဲ့တန်ကိုလည်းသူတို့မကြောက်ရတော့ပါဘူး။ နာရီနောင်မြစ်တစ်ချောက်ကရွာတွေမှာဆိုရင်အရင်တုန်းကတိုက်ခိုက်ရေးသမားတွေဟာအခုအခါမှာရင်းချမ်းရေးအတွက်တောက်သူလေသမားများလို့တစိုက်ကက်ခံထားတဲ့ဘောက်ဘီရှင်အလုံးသမားဝက်စုံတွေကိုဝက်ဆင်ပြီးစစ်စင်ရေးဂိတ်တွေမှာတာဝန်ထမ်းဆောင်မဲ့အစားပျောက်ဖူးစိုက်ခင်းတွေကိုရေသွင်းဖို့ဒီဇယ်ပန်းတွေကိုမောင်းနေနေကြပါတယ်။ဘာကီနာဖာဆိုနိုင်ငံအပြင်ဘက်မှာလည်းစာဟဲ့ဒေသတစ်လျှောက်မှာပျော်ဝဲရှင်ပွဲတွေပစ်တင်ထမ်းနေပါတယ်။ ။နေရာမယ်နဲ့ဘာမာကိုမြို့တွေမှာလူငယ်အဖွဲ့အစည်းတွေထရာအိုရီပါတဲ့ဆဲဖုန်းဗီဒီယိုတွေကိုအများပြည်သူနိုင်ငံတွေပေါ်မှာပုံကျဲချပြပြီးစာဟဲ့ဒေတာတစ်ခုအိမ်မက်တစ်ခုလိုကျွေးကြော်နေကြပါတယ်။ဒီသတင်းစကားကရိုးရှင်းပါတယ်။ကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေထဲကတနိုင်ငံကတော့သူ့ရဲ့ဂုံသိက္ခာကိုပြန်လဲရယူနိုင်တယ်ဆိုရင်သူတို့လည်းလုံနိုင်တယ်ဆိုတာပါလူတွေကပျော်ရွှင်နေကြတာတော့မဟုတ်ပါဘူးတချို့သောသက်ကြီးရွယ်အိုတွေကတော့ကမ္ဘာကအသိမဲ့ပြုံးမှုတွေကြောင့်ပထဝီနိုင်ငံရဲ့ဖိအားအသစ်တွေဖြစ်လာမှာကိုစိုးရင်တကြီးပြောနေကြပါတယ် ို့ပေမဲ့တန်တရားရှိသူတွေတောင်မှအမှန်တရားတွေကိုတော့ဝန်ခံလာကြပါတယ်။အတားတွေကတော့အကြမ်းဖက်တိုက်ခိုက်မှုတွေ short ချတော့တာ၊ layer ထွက်ကုန်တွေတိုးလာတာ၊ဆိတ်ခန့်တွေဖွင့်လာတာ၊ကလေးတွေလည်းအဟာရပြိုလာတာတွေပါ။တချင်ကလူမျိုးစုတစ်ခုနဲ့တစ်ခုမတည့်ကြတဲ့အိမ်င်းချင်းတွေဟာအခုဆိုရင်တစ်ပင်ပြိုးပင်တွေကိုစိုက်ပျိုးဖို့လက်ချင်းတွဲနေကြတာကိုသူတို့မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ကြရပါတယ်။အဲ့ဒီပြိုးပင်တပင်စီတိုင်းမှာလွတ်လပ်မှုအလုတ်ဂုံသိက္ခာဆိုတဲ့စကားလုံးတွေကိုတက်ဆင်ထားပါတယ် 2025ခုနှစ်ဇူလိုင်လ28ရက်နေ့နိုဘယ်ညင်းချဲဆုအတွက်အမည်စင်းရင်တင်သွင်းကြောင်းကြေညာပြီးတရက်ကြာမှာဘာကင်နာဖာဆိုမာလီနဲ့နိုင်ဂျာကောက်ဆော်တွေဟာဝါဂါဒူမှာသမိုင်းဝင်သတင်းစာရှင်းလင်းပွဲတစ်ခုကိုအတူတကွကျင်းပခဲ့ကြပါတယ်။သူတို့ကထရာဝရီကိုအမည်စင်းရင်တင်သွင်းတာဟာသူတူးတည်းရဲ့ဂုံချက်တည်းမဟုတ်ပါဘူး။အာဖရိကဟာသူများတွေရဲခဲ့တဲ့သမိုင်းကနေရုံထွက်နိုင်တယ်ဆိုတဲ့တသက်ဖြစ်တယ်လို့ပူတွဲကြညာချက်ထုတ်ပြန်ခဲ့ပါတယ်။သူတို့ဟာဆေးရမဟာမိတ်တွေထက်ပိုတဲ့ဒေသတွင်ပူပေါင်းဆောင်ရွက်မှုအဆင့်အစ်တစ်ခုကိုကြညာခဲ့ပါတယ်။ အဲ့ဒီမှာစိုက်ပျိုးရေးပညာရေးပြည်သူ့ကျန်းမာရေးနဲ့ဒေသတွင်းမီဒီယာတွေလည်းပါဝင်ပါတယ်။စာနယ်ရိက္ခာဖုံလုံးရဲ့ပြိပခအပီပြန်လည်နေရာချထားရေးနဲ့ကျေလက်ဆေးဖက်ဆာရအခြေခံအဆောင်အုံတွေအတွက်အစီအစဉ်တွေကိုပူးပေါင်းဆောင်ရွက်ဖို့ဆာဟဲပူးတွေအရက်ဖက်ကွက်ကဲမိုးအဖွဲ့ Joy Civil Command of Sahel လို့ခေါ်တဲ့အဖွဲ့အစည်းအသစ်တစ်ခုကိုလည်းကျင်းညာခဲ့ပါတယ်။အချင်းတည်းမှာပဲဂီနီ၊ချတ်နဲ့တိုဂိုလိုမျိုးအင်းင်းချင်းနိုင်ငံတွေကလည်းတရားဝင်ဂုဏ်ပြုကြောင်းသဝန်လော်တွေပေးပို့ခဲ့ကြပါတယ်။ ဟာချာအိုရီရဲ့ကိုအားကိုကိုရဲ့ဒေသတွင်းစီးလူညီညွတ်ရေးနဲ့နိုင်ငံခြားကျွေးမီကိုငင်းပယ်တဲ့ပုံစံဟာအာဖရိကသမဂ္ဂအတွင်းမှာအာဖရိကဖွံ့ဖြိုးတိုးတက်ရေးအတွက်စံပြမုံတစ်တစ်ခုဖြစ်လာနိုင်တယ်လို့အရေးအမြော့အနေနဲ့ဟောပြကြတာလည်းဖြစ်ပါတယ်။အာဖရိကသမဂ္ဂရဲ့ကိုယ်စားလှယ်တွေကြားမှာအငင်းပေါ်မှုတွေမြန်မြန်ဆန်ဆန်ပဲတိုးလာခဲ့ပါတယ်။သူတို့ကစစ်တဲ့အာဏာသိမ်းမှုနဲ့အာဏာရလာတဲ့အစိုးရတွေကိုတီးခြားခွဲထုတ်ဖို့ရည်ရွယ်ပြီးဒီဇိုင်းဆွဲထားတဲ့အာဖရိကသမဂ္ဂရဲ့အ мян တွန့်ပြန်ရေးရန်တရားကိုပြန်လည်စဉ်းစားဖို့တိုက်တွန်းခဲ့ကြပါတယ်။ နိုင်ငံရေးကော်မရှင်နာတဦးကနာမည်မဖော်ဘဲသတင်းထောက်တွေကိုပြောခဲ့တာကကျွန်တော်တို့သူတို့ကိုသူတို့ပြည်သူတွေအတွက်ဆောက်လုပ်ပေးနေတဲ့လမ်းတွေနဲ့ပဲအကဲဖြတ်ရပါလိမ့်မယ်လို့ဆိုခဲ့ပါတယ်။ဥရောပနဲ့အမေရိကန်ပြည်ထောင်စုမှာတော့တပ်တမန်တွေဟာထရာအိုရီရဲ့ကြီးထွားလာနေတဲ့တရားဝင်မှုကိုသတိထားပြီးအသိမဲ့ပြုခဲ့ကြပါတယ်။ဒီမိုကရေစီစံနှုန်းတွေနဲ့ပတ်သက်လို့စိုးရိမ်ပူပယ်မှုတွေရှိနေပေမဲ့တပ်တမန်တော်တော်များများကဒေသတွင်းရဲ့အချောချာအာနာပိုင်လမ်းကြောင်းအပေါ်မှာလေဆာမုံရှိကြောင်းဖော်ပြခဲ့ကြပါတယ်။ ိတ်ဆက်အနေနဲ့ဆိုရင်နိုင်ငံတကာငွေချဲ့သူအချို့ကဘာကီနာဖာဆိုနဲ့ချက်သူရဲ့လမ်းကြောင်းတွေကိုတော့ပြန်ဖွင့်နေပါပြီ။နိုဘယ်အမြင်စင်းရင်တင်သွင်းခံရမှုဟာစုတစ်ခုထက်အများကြီးပိုတဲ့အရာဖြစ်လာခဲ့ပါတယ်။ဒါဟာသင်္ကေတအဖြစ်သမိုင်းဝင်အလဲပြောင်းတစ်ခုပါ။အာဖရိကဟာသူများတွေရဲ့အသံကိုငှားပြီးပြောနေတာမဟုတ်တော့ဘူးဆိုတာကဘာကိုကြေညာလိုက်တာပဲဖြစ်ပါတယ်။သမ္မတနန်တော်ရဲ့လေသာဆော်ဘွားကနေထရာအိုရီဟာကျူးဝဲနေတဲ့လူထုကိုရုတ်တရက်မင်းခွန်ပြောခဲ့ပါတယ်။ဒီအမြင်စင်းတင်သွင်းခံရမှုဟာကျွန်တော်တယောက်တည်းအတွက်မဟုတ်ပါဘူး။ ကိုပိုင်လေခွင့်ပြင်ကနေကလေးတွေကိုကျွေးမွေးခဲ့တဲ့မိခင်တိုင်းအတွက်ဖြစ်ပါတယ်။ rifle အစားဂေါ်ပြားကိုကိုက်ခဲ့တဲ့လူငယ်တိုင်းအတွက်ဖြစ်ပါတယ်။ကျွန်တော်တို့ဟာကဘာကိုအထင်ကြီးအောင်လုပ်ဖို့အတွက်ညှင်းချမ်းရေးကိုတည်ဆောက်နေတာမဟုတ်ပါဘူး။အသက်ရှင်ရပ်တည်ဖို့အတွက်တည်ဆောက်နေတာပါလို့ပြောခဲ့ပါတယ်။အာဖရိကတလောကတက္ကသိုလ်ကျောင်းဝင်းတွေမှာစီးလုံးညီညွတ်မှုတွေပေါ်ဆောင်ခဲ့ကြပါတယ်။ဘာမာကိုနီယာမေအခရာနဲ့ကင်ရှာစာမြို့တွေမှာကျောက်သားတွေကဖော်ရန်တွေနဲ့စူတောက်ပွဲတွေကျင်းပခဲ့ကြပါတယ် social media ပေါ်မှာဆိုရင် novel for africa ဆိုတဲ့ hashtag ဟာကမ္ဘာတစ်ဝှမ်းမှာခေတ်စားနေပြီးအစည်းအဝေးပွဲတွေအစားလက်ခွင့်တွေအထဲမှာအလုတ်လုံနေတဲ့ခေါင်းဆောင်တွေကိုပုံမအတိမဲ့ပြုဖို့လူငယ်အာဖရိကတွေကတောင်းဆိုခဲ့ကြပါတယ်။ကျောက်သားလှူရှာသူတူက Twitter မှာရေးခဲ့တာကတော့ Traore ဟာဝက်ဆွန်ဝက်ခဲ့ဘူး၊ဘုတ်ဖနဲ့ဝက်ခဲ့တယ်၊သူ Davos မြို့ကိုမသွားခဲ့ဘူး၊လက်ခွင့်တွေကိုသွားခဲ့တယ်။အဲဒါကြောင့်ဒီ novel ဆုကအရေးကြီးတာပါလို့ဆိုပါတယ်။ Africa လုံးဆိုင်ရာစီးလုံးညဉ့်ညံ့ရဲ့အဖွဲ့ Pan African ကထောက်ခံမှုကလည်းခိုင်မာခဲ့ပါတယ်။ မာလီနိုင်ဂျာဂီနီနဲ့ဒက်ရှ်တို့ကခေါင်းဆောင်တွေဟာပူးတွဲကြညာချက်ထုတ်ပြန်ခဲ့ရမှာသူသာဆုရခဲ့ရင်လူတူးတယောက်ရဲ့အောက်ပွဲမဟုတ်ဘူးဒါဟာတိုက်ကြီးတစ်ခုလုံးရဲ့အမှန်တရားကိုဖော်ထုတ်ပေးလိုက်တာပါတောင်သူသမ္မတတို့ဟာပြပရောက်သမ္မတတို့ထက်ပိုပြီးအစွန်းထက်ပါတယ်လို့ဖော်ပြခဲ့ပါတယ်2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာကမ္ဘာကြီးရဲ့မျက်လုံးတွေဟာအော့စလိုမြို့ကိုစူးစိုက်ကြည့်နေကြပါလိမ့်မယ်အဲ့ဒီနေ့မှာနာမည်တစ်ခုလုံးဟာနိုဘယ်ညင်ချဲဆုရဲ့အမွေအနှစ်ထဲမှာထည့်သွင်းခံရပါလိမ့်မယ် အာဖရိကတလောကတန်ပေါက်များစွာသောလူငယ်တွေအတွက်မျော်လင့်ချက်ဟာအိဗရာဟင်ထရာအိုရီဆိုတဲ့မျက်နှာတစ်ခုလေးကိုသာထံပိုထားပါတယ်။အသက်36နှစ်အရွယ်မှာသူ့ရဲ့ခေါင်းဆောင်မှုဟာရုပ်ဆက်သစ်တစ်ခုလုံးကိုကိုစားပြုနေပါတယ်။ထရာအိုရီဟာစုချင်းချင်းခံရမယ်ဆိုရင်နိုဘယ်ငင်းချဲစုကိုရရှိတဲ့ပထမဆုံးလက်ရှိအာဖရိကနိုင်ငံအကြီးအကဲဖြစ်လာမှာဖြစ်ပါတယ်။စီးရဲအသွင်ကူးပြောင်းမှုကနေတဆင့်အာနာရလာခဲ့ပေမဲ့အမြင်စင်းတင်သွင်းခံရတဲ့ပထမဆုံးခေါင်းဆောင်လည်းဖြစ်လာပါလိမ့်မယ်။ ပြီးတော့အဲ့ဒါဟာလက်တွေ့ကြသောငင်းချမ်းရေးလို့ခေါ်ဆိုနေကြတဲ့ကမ္ဘာလုံးဆိုင်ရာသင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။အော့စလိုမှာဘယ်လိုရလဲပဲထွက်ပေါ်လာပါစေ။ထရာအိုရီရဲ့အကြောင်းကကမ္ဘာလုံးဆိုင်ရာစကားပြောဆိုမှုတွေကိုပြောင်းလဲပစ်လိုက်တယ်လို့ဆိုရမှာပါ။ ူဟာနိုဘယ်ဆုအတွက်ကိုယ်စလေလောက်တက်တက်မဟုတ်ပါဘူး။သူဟာလက်ရှိခေတ်ရဲ့ဆက်ကျင်ဖက်အယူဆတွေကိုပြန်လည်ထင်ဟပ်ပြနေတဲ့မဲတစ်ချက်ဖြစ်ပြီးငင်းချင်းရဲဆိုတာစစ်ပွဲမရှိခြင်းတခုတည်းမဟုတ်ပဲတရားမျှတခြင်းဂုဏ်သိက္ခာနဲ့ထွန်ရက်စိုက်ပျိုးသူတွေရဲ့လက်ထက်မှာသူတို့ရဲ့လေယာမြေရှိနေခြင်းဆိုတဲ့အချက်တွေလည်းပါရှိကြောင်းသတိပေးပြောဆိုနေတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။